မင်္ဂလာပါကျိုးစောပါတယ်ဒီနေ့ကျမတို့အတူတူအထွင်းချက်ကြလည်လာကြမယ့်အကြောင်းအရာကတော့ဓမ္မသစ်ကျမ်းထဲကတမန်တော်ဝတ္ထုအခန်းကြီး20ပဲဖြစ်ပါတယ်ဒီဆွေးနွေးမှုအတွက်အချက်လက်တွေကိုတော့ The Wise Believers ကနေပြင်ဆင်ပေးထားတာပါသူတို့ကကျမ်းစာကိုလက်တွေ့ပေါ်နဲ့ချိတ်ဆက်လည်လာတဲ့အဖွဲလေးဆိုတော့သူတို့ရဲ့ရှုထောင့်တွေကစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်အဲဒီအခန်းကြီးကအဓိကအားဖြင့်တမန်တော်ရှင်ပေါလုရဲ့တတိယသာသနာပြု ခရီးစဉ်အဆုံးသတ်ပိုင်းပေါ့နော် အထူးသဖြင့်ယေရုရှလင်မြို့ကိုမပြန်ခင်အဲဖက်အထွန်းတော်အကြီးကဲတွေကိုမီလက်မြို့မှာနှုတ်ဆက်ခဲ့တဲ့အကြောင်းအဲ့ဒါတော်တော်လေးစိတ်ထိခိုက်စရာအခိုက်အတန့်ကိုဖော်ပြထားတာဒါရှင်ဘောလူအတွက်ဆိုရင်လေကခုအပြောင်းကလာတစ်ခုလိုပဲသူ့ရဲ့အမှုတော်ကိုပြန်သုံးတတ်တယ်အနာဂတ်အတွက်ပြင်ဆင်တဲ့အဲ့လိုအခြေမျိုးပေါ့ကဲဒီအထဲကအဖြစ်ပြက်တဲ့တင်ခန်းစာတွေကိုတူတူကြည့်ကြရအောင်ဟုတ်ပါတယ်ဒီခန်း20ကိုကြည့်လိုက်ရင်လေအဓိကအပိုင်းကြီး၃ပိုင်းခွဲကြည့်လို့ရတယ် ပထမပိုင်းကတော့အဖက်စ်မှာဖြစ်ပျက်တိဖြစ်ပြီးနောက်ပိုင်းရှင်ပေါလုဆက်တော်တဲ့ခီးစင်တွေပေါ့ဒုတိယပိုင်းကတယောမြောင်မလူငယ်လေးဥဒုခွန်ပြန်ရှင်လာတဲ့အငေါ့စရာဖြစ်ပျက်တတိယပိုင်းကတော့အရေးကြီးဆုံးပဲမီလက်မြောင်မအဖက်ကအတင်းတော်အကြီးကြီးတွေကိုရှင်ပေါလုနောက်ဆုံးနှုတ်ဆက်သွင်းတဲ့မှာကြားခဲ့တာတွေဒီအချက်တွေကိုတခုချင်းစီအသေးစီဆွေးနွေးတွေ့ကြတာပေါ့လေဟုတ်ကဲ့ ကောင်းပါပြီ။ဒါဆိုပထမဆုံးရှင်ပေါလိရဲ့ခီးစင်အကြောင်းကဆက်လိုက်ကြရအောင်။ FS မြို့မှာအဲ့ဒီငွေပန်းထိန်နေတဲ့ပြည်ထနာတွေတော်တော်တက်ခဲ့တယ်နော်။အဲ့ဒီနောက်မှာရှင်ပေါလိုကမာကီဒိုနီပြည်ဘက်ကိုထွက်သွားခဲ့တယ်။အဲ့ဒီကနေမှ Greepy ကိုဆက်သွားပြီးသုံးလလောက်နေခဲ့တယ်လို့ဆိုတယ်။ The wise believers ကတော့အဲ့ဒီ greepy ဆိုတာ corinth မျိုးဖြစ်ဖို့များတယ်လို့သုံးသပ်ထားတယ်လေ။ဒါမဲ့သူခီးစင်ကသူစီစဉ်ထားတဲ့အတိုင်းမဖြစ်ခဲ့ပြန်ဘူးနော်။ဟုတ်တယ်ဟုတ်တယ်။တော့အမြန်တော့ greepy နဲ့ shuri view ကို အဲသူရမို့တော့အခြေဆိုင်ရအန်တီအိုမျိုးရှိတဲ့ဘက်ကိုပေါ်တံပေါ်နဲ့တမ်းပြမလို့လောက်တာဒါပေမဲ့သူ့ကိုအန်တီအပေးဖို့ချောင်းနေတဲ့ဂျူးတွေရှိတယ်ဆိုတဲ့သတင်းကြားလိုက်တယ်အဲ့ဒါအရေးကြီးတယ်သူ့မို့တော့ကအမြန်နဲ့ဒီလိုအန်တီအတွေနဲ့ရင်ဆိုင်နေရတာဆိုတော့လေသူ့အစီအစဉ်ချက်ချင်းပြောင်းလိုက်ရတယ်ကုန်းလန်းကနေပဲမာကီတိုနီပီကိုပြန်ဖြတ်သွားတယ်လုံခြုံရေးရပေါ့ဒါကသူ့ခီးစင်ထဲမှာဂျုံရတဲ့စင်းခေါ်ဖို့ပုံလန်တစ်ခုပဲအင်းအန်တီရဲ့ဂျာစကမဲ့တွားခဲ့ရတာ ဒီခီးမှာသူတယောက်တည်းမဟုတ်ပြန်ဘူးကျင်းစာမှာသူ့မှာခီးသွားပေါ်လေးပါတယ်လို့ရေးထားတယ်မှန်ပါပဲသူနဲ့တူပါတဲ့သူတွေစိမ့်ကိုကြည့်ရင်လည်းအဲစိတ်ဝင်စားစရာပဲပေရိုရီမူတာတော့ဘတုတာဇာလိုနီကာအာရီတာခုနဲ့ဒေဂွန်ဒုဒေရာဘေကဂါယုပြီးတော့ကျွန်တော်တို့ယင်းနီပီတာတင်မိုတီနော်အရှာပီတာတိုခိနဲ့ဒီယိုဖိန်တို့ဒီနာမည်ကြီးရင်ကိုပဲမာကေရိုနီဂလာတီအာရှာဟိုဒင်းဒီတာဆောင်ကလူလူနဲ့ဖွဲ့ထားတဲ့အဖွဲ့လေးနော် ။တက်ခါဘာကိုပြလဲဆိုတော့ရှင်ပေါလုရဲ့အမှုတော်ကဘလောက်ကျဲပြတ်နေပြီလဲ။လူမျိုးစုံယဉ်ကျေးမှုစုံပါဝင်နေပြီလဲဆိုတော့ပြတာပဲ။ဒီလိုအဖွဲ့ဆုံးနဲ့ခရစ်တော်ရတာလဲသူတို့စီမံခန့်ခွဲရမလွယ်တော့ဘူး။ဟုတ်ပါတကယ်ကိုနိုင်ငံစုံအဖွဲ့လေးဖြစ်နေတာ ကဲဒီ creation နဲ့ဆက်ပြီးတော့တရိုးမျိုးမှာဖြစ်ခဲ့တယ်အဲ့ဒီထူးခြားတဲ့အဖြစ်ပြက်လေးကိုကြည့်ရအောင်ဥဒခွန်ဆိုတဲ့လူငယ်လေးရှင်ပြန်ထမြောက်တဲ့အကြောင်းလေးရှင်ပေါ်လူတို့အဖွဲတရိုးမျိုးရောက်တော့ခုနှစ်ရက်လုံးနေကြတယ်ဆိုတဲ့အဲ့ဒီမှာတနင်္ဂနွေနေ့ညနေပိုင်းမှာအတင်းသားတဲ့မုံဖေဖို့အဲတထင်ပြရဲ့ပွဲတော်အထင်းမဲ့လို့ဖို့ဆိုဝေးကြတယ်ရှင်ပေါ်လူကလည်းနောက်နေ့ခီးဆက်မှာဆိုတော့နှုတ်ဆက်စကားတွေပြောရတဲ့ကြားဟောတာရန်တန်းကောင်ကျော်တဲ့ထီကိုကြားသွားတာ ဟုတ်တယ်အကြကြီးဟောတာအဲ့ဒီအချိန်မှာပဲတက်ကြရတဲ့ပီရင်ပုံနာမှာထိုင်နာထောင်နေဥရုခွန်ဆိုတဲ့ကောင်လေးတာလေအိတ်ငိုက်ပြီးအောက်ကိုပြုတ်ကျသွားတော့ဟုတ်လူတွေပြင်းစင်းကြတော့ဘလင်းကအသက်မရှိတော့ဆိုတာတွေ့ရတယ်စဉ်းစားကြည့်လေတရားဟောနေရင်ဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတာတို့တို့ကိုထိန်းလန့်စရာဝါနေစရာဖြစ်မှာပဲနော်အေးအဲ့လိုအချိန်မျိုးမှာရှင်ပေါလိုဘယ်လိုတုံပြန်လဲဆိုတာကတကယ်ကိုမှတ်သားစရာသူကအောက်ကိုတီတီငင်ငင်ပဲဆင်းသွားတယ်ပြီးတော့ ေပြီလို့ထင်ရတဲ့ကလေးရဲ့ကိုယ်ပေါ်မှာမောက်ချလိုက်ပြီးပွေဖလိုက်တယ်။ဒါကဟောတမဟောင်းတို့ကအေလီယာတို့အေလိရှဲတို့လူတွေကိုပြန်ရှင်အောင်လုပ်တဲ့ပုံစံမျိုးနဲ့နည်းနည်းဆင့်တယ်။ပြီးတော့မှစိုးရင်နေတဲ့လူတွေကိုစိတ်မပူကြနဲ့သူ့အသက်ရှိသေးတယ်ဆိုပြီးအားပေးတယ်။တကယ်လည်းအံ့ဩစရာပဲ။ဥထုကုံကအသက်ပြန်ရှင်လာတယ်။ဒါကသာမန်အင်္ဂိုင်းလို့ပြုကြတာမျိုးနဲ့ပိုးသွားပဲ။ဖျားတကယ်တန်ဖိုးကိုရှင်ပေါ်လို့ကနေဆင့်ပြလိုက်တဲ့အမတ်အသားတစ်ခုလို့ဖြစ်သွားတာ။ အဲ့ဒီယုံကြည်သူတွေအတွက်ကဝမ်းနဲ့ရအောင်နဲ့ဝမ်းမြောက်စရာဖြစ်သွားစေတယ်ပြီးတော့ရှင်ပေါလိုရဲ့တမန်တော်အရာနဲ့သူ့စကားရဲ့အတီးပြုချက်လည်းဖြစ်သွားတယ်လို့ the wise believers ကမှတ်ချက်ပေးထားတယ်တကယ်ကိုအပေးမှုဖြစ်စေတဲ့ယုံကြည်ခြင်းကိုပိုခိုင်မာစေတဲ့အဖြစ်ပါပဲအသက်ကိုပြန်ပေးနိုင်တဲ့တန်ဖိုးကိုမြင်လိုက်ရတာကိုကောင်းပြီအခုဒီအခန်းရဲ့အထူးကအပိုင်းလို့ပြောလို့ရတဲ့တတိယအပိုင်းကိုဆက်သွားကြအောင်နီလက်မြို့မှာ effort အကြီးအကဲတွေကိုရှင်ပေါ်လို့နှုတ်ဆက်သွန်တင်တဲ့အကြောင်း ရှင်ပေါလုကအဲ့ဒီပင်ဒီကုတေပွေးတို့နေ့ကိုယေရုရှလင်မှာမိချင်နေတယ်လေဆိုတော့အရှဖီရဲ့အတ္တိကမျိုးတော့ effect ကိုဝင်ဖို့အချိန်မပေးနိုင်တော့ဘူးဒါမှမဟုတ် effect မှာအရင်လိုပြဿနာတွေထပ်ဖြစ်မှာဆိုးလို့လာတော့မသိဘူးဘာပဲဖြစ်ဖြစ်သူ effect အတောင်ပဲမိုင်30လောက်ဝေးတဲ့မီလန်မြို့ကနေ effect ကအသင်းတို့အကြီးအကဲတွေကိုလမ်းခေါ်လိုက်တယ်อืมဒီနေရာမှာအကြီးအကဲများဆိုတာကိုခဏလေးရှင်းပြသင့်မယ်ထင်တယ် အဲ့ဒီအစိုးပိုင်းအသင်းတော်တွေမှာအကြီးအကဲဆိုတာကအသင်းတော်ရဲ့ဝိညာဉ်ရေးရဲ့ဥဆောင်မှု ပေးတဲ့သူတွေအသင်းသားတွေကိုကြည့်ရှုဆောင်ရှောက်တွန်းတင်တဲ့ရင်းချက်တဲ့ခေါင်းဆောင်တွေပေါ့လေသူတို့အသင်းတော်ကောင်းကောင်းမွန်မွန်တည်မြဲဖို့ရေးပေါ်တဲ့သူတွေပေါ့လေဟုတ်ကဲ့ အကြီးကြီးတွေရောက်လာတော့ရှင်ဘောလူကသူတို့နဲ့အတူတူရှိခဲ့တဲ့၃နှစ်လောက်မှသူဘလို့နေထိုင်ခဲ့တယ်ဘလို့အမှုတော်ဆောင်ခဲ့တယ်ဆိုတာပြင်ပြောပြတယ်သူရဲ့ကိုပိုင်တက်သေးခန့်ချက်လို့ပေါ့အထူးသဖြင့်နှင်းချတဲ့စိတ်နဲ့မျက်ရည်တွေနဲ့အမှုတော်ဆောင်ခဲ့တာပြီးတော့ဂျူးတွေရဲ့ကလေးစားချင်မှုကြောင့်ကျွန်ခဲ့ရတဲ့စုံစမ်းနော်ရိုက်ချင်းတီကြားတွေကသခင်ပြားရဲ့အလုပ်ကိုဘလို့လုပ်ခဲ့တယ်ဆိုတာပြောတယ်ဆိုလိုတော့ကသူအမှုတော်ကလွယ်လွယ်ကူကူမဟုတ်ခဲ့ဘူးအခက်ခဲတွေဆွတ်လွတ်မှုတွေများကြီးနဲ့ဆိုတာကိုပွပလင်းလင်းပြောပြတာဟုတ်တယ် ဒါကသူ့ရဲ့ no set စကားအတွက်နေတံပုံစံမျိုးပဲသူ့နောက်ကန်နဲ့သူတို့ပေါ်ထားတဲ့စေရနာကိုအရင်ပြတာအဲ့ဒီနောက်မှာတော့သူကပိုးပြီးတော့အရေးကြီးတဲ့အကြောင်းတွေပြောလာပြီသူယေရုရှလင်ထွက်ရင်ဘာတွေကြုံရမလဲဆိုတာကိုတန်ရှင်းဘဝိညာဉ်တော်ကသူ့ကိုမျိုးတွေမှာပြောနေလို့ဆိုတယ်ခြုံအောင်ခံရမယ်စင်ရဒုက္ခတွေတွေ့မယ်ဆိုတာသူသိတယ်ဒါပေမဲ့သူဘလို့တုံ့ပြန်လဲကြည့်တကယ်အောင်ဖို့ကောင်းတယ်သူကဒါပေမဲ့ငါအသက်ကိုတော့ငါညှောဆရာလို့မထင်ဘူး ခင်ယေရှုစီကငါရထားတဲ့တာဝန်အဲဖျားသခင်ရဲ့ခြေဆုတော်တရင်နှောင်းကိုတတ်တည်ခံရတဲ့အလုပ်ကိုပဲအကုန်အစင်ပြီးအောင်လုပ်ချင်တယ်လို့ပြောခဲ့တယ်။အာမင်ဒီစကားကသူ့ရဲ့ခံယူချက်သူ့ဘဝရဲ့အထူးကရည်မှန်းချက်ကိုရှင်းရှင်းကြီးပြနေတာပဲ။ဒုက္ခတွေးမမှန်တီးလက်လက်ကိုယုံကြည်တဲ့အလုပ်ကရှစ်ဆက်ဖို့ဆုံးဖြတ်ထားတဲ့စိတ်သက်တကယ်လေးစားဖို့ကောင်းတယ်။တကယ်ပဲပြတ်သားလိုက်တာသူ့အသက်ထက်အမှုတော်ကိုပို့တန်ဖိုးထားတာပေါ့နော်။အဲ့ဒီနောက်မှာသူကအကြီးအကဲတွေကိုအရေးကြီးဆုံးမားစရာတခုပြောခဲ့တယ်။ အဲ့ဒါကတင်တို့ကိုကိုကိုရောတန်ရှင်းသောဝိညာဉ်တော်ကတင်တို့ကိုအုပ်ဖို့ခန့်ထားတဲ့တိုးစုအာတခင်ဗျာကသူ့အတွင်းနဲ့ဝယ်ထားတဲ့အသင်းတော်ကိုလှုပ်ကြွေးပြုစုဖို့အဲ့ဒီတိုးစုအကုန်လုံးကိုရောတတိပြုကြပါတဲ့ဒီမှာစိတ်ဝင်စားစရာကကိုကိုကိုအရင်တတိပြုဖို့ပြောတာပဲခေါင်းဆောင်တွေကသူများကိုမစောင့်ရှောက်ခင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကိုကျင့်တရားကိုင်းကိုအရင်ကျူးဆိုက်ရမယ်ဆိုတဲ့သဘောပဲဟုတ်ပါတယ် ကိုကိုကိုမမထိနိုင်ရင်မဆောင်းချနိုင်ရင် သူများဘယ်လိုကောင်းကောင်းဆောင်းဆောင်မလဲဆိုတာမျိုးပေါ့ဒီလိုဘာလို့မာရလဲဆိုတဲ့အကြောင်းရင်းကိုလည်းသူဆက်ပြောလဲသူထွက်သွားပြီးအတင်းတော်တွေကိုရက်ဆက်တဲ့ဝန်းပူလွေတွေဝန်လာပြီးတိုးတွေကိုချမ်းသာပေးမှမဟုတ်ဘူးတဲ့ဒီဝန်းပူလွေတွေဆိုတာကမာရွေးနဲ့တုန်တင်မှုတွေပေးတဲ့ဆရာအတူရောင်တွေကိုပြောတာ ပိုဆိုးတာက အပင်ကရန်သူတွေလောက်ပဲမဟုတ်ဘူးတင်းတို့အထမ်းမှာပဲတပည့်တော်တွေကိုသူတို့နောက်လိုက်အောင်မာယွင်းတဲ့စကားတွေပြောတဲ့သူတွေပေါ်လာအောင်မယ်လို့သူကထပ်တတိပေးတယ်ဒါကအသွေးလိုကလာတဲ့အန်ဒရယ်ကပို့ပြီးတော့အဖြစ်ဆွမ်းအားကြည့်တယ်ဆိုတာကိုပြနေတာဟေးအထဲကပေါ်လာမဲ့အန်ဒရီကိုပါထောက်ပြသွားတာက တကယ်သတိထားစရာပဲဒါကြောင့်အကြီးအကဲတွေကိုနုံနုံကြားကြားရှိဖို့သူသုံးနှစ်လုံးသူတို့ကိုမြစ်ရည်တွေနဲ့ဆုံးမခဲ့တာတွေသတိရဖို့တိုက်တွန်းခဲ့တယ်အဲဒီနေရာမှာ ောင်းဆောင်မှုအတွက်အရေးကြီးတဲ့တင်ကန်စာကြီးတခုတွေ့ရပြီ။ခေါင်းဆောင်ရဲ့တာဝန်ကလမ်းညွန်ဖို့အားပေးဖို့တင်မဟုတ်ဘူးအဖွဲ့အစည်းကိုအန်ဒီအဖြစ်စေနိုင်တဲ့အတွေးခေါ်ပြီးလွှမ်းမိုးမှုတွေနဲ့ကာကွယ်ဖို့လည်းလိုတယ်။အမားအမှန်ခွဲခြားနိုင်စွမ်းဟိုရင်တစားမင်ပေါ်အဲ့ဒါခေါင်းဆောင်ကောင်းမှရှိကိုရှိရမယ်အရေးချင်းပဲ။ဒါကဘာသာရေးမှမဟုတ်ဘူးလေစီးပွားရေးလူမှုရေးဘဲဖွဲ့အစည်းမှမဆိုအတူတူပဲ ကိုယ့်အဖွဲ့ရဲ့တံပိုးတွေရင်မှန်ချက်တွေကိုဖျက်ဆီးနိုင်တဲ့အတွက်အပြန်အန္တရာယ်တွေကိုတရိထာကာကွယ်ရမှာပဲဒီနေရာမှာ The Wise Believers ကလည်းထောက်ပြထားတယ်မှန်ကန်တဲ့တွင်တဲ့မှုမှန်ကန်တဲ့လမ်းညွှန်မှုကအဖွဲ့အစည်းတစ်ခုရည်ရှည်တွားဖို့ဘလောက်အရေးပါတယ်ဆိုတာကိုပေါ့မှန်ပါတယ်ခေါင်းဆောင်မိုးရဲ့တာဝန်ကိုတကယ်ပဲအလေးနဲ့ပြောသွားတာနောက်ဆုံးမှာတော့ရှင်ပေါ်လူကသူတို့ကိုဖျားသခင်လက်ထဲကိုရောရဲ့ကျေးဇူးတော်တရားလက်ထဲအပ်လိုက်တယ်ပြီးတော့သူ့ကိုယ်တိုင်က သူတို့စီကဘာရွှေဘာငွေအဝတ်စားဘာမှမတတ်မှခဲ့ဘူးကိုယ့်လက်နဲ့ကိုအလုံးလုံးပြီးကိုယ့်အတွက်ရောကိုယ့်အဖက်သားရုပ်အတွက်ပါရှာဖွေကျွေးမွေးခဲ့တဲ့ဆိုတဲ့သူ့ရဲ့ဆန်နမူနာကိုလည်းပြန်တတိပေးတယ်အဲ့ဒါအရင်အရေးကြီးတဲ့အချက်ပဲသူကခေါင်းဆောင်တယောက်အနေနဲ့အပြောသမားမဟုတ်ဘူးလက်တွေ့ဆန်ပြအသက်ရှင်ပြခဲ့တာသူ့ရဲ့အမှုတော်ကကိုကျိုးရှာဖို့မဟုတ်ဘူးအစေခံခြင်းသဘောတရားပေါ်မှာယက်တည်တယ်ဆိုတာကိုပြခဲ့တာ ဲ့ဒီနောက်သူကသခင်ယေရှုပြောခဲ့တဲ့စကားတစ်ခုကိုကိုးကားပြီးသူ့စကားကိုအဆုံးသတ်တယ်။အဲ့ဒါကတော့လူတော်တော်များများကြားဖူးမှာပါ။ခံယူတာထက်ပေကန်စွန့်ကျဲတာကပိုပြီးမင်္ဂလာရှိတယ်ဆိုတဲ့စကားပဲ။ဒီစကားကရှင်ပေါလုရဲ့အသက်တာနဲ့အမှုတော်ရဲ့အနှစ်ချုပ်လိုပဲ။သူတို့အတွက်သူဘလို့အသက်ရှင်ခဲ့တယ်လဲဆိုတာကိုပြနေတယ်။မင်းနာကိုနောက်တစ်ခါမမြင်ရတော့ဘူးဆိုတဲ့စကားကြောင့်အရန်ကိုဝမ်းနေကြည်ခွဲကြရတာ။ပြီးတော့သူ့အတင်ဘောပေါ်ထိလိုက်ပို့ကြရတယ်။ ဒါတန်ရိုးစင်ကြီးရဲ့ခေါင်းဆောင်နဲ့သူ့ကိုအရန်ချစ်တဲ့နောက်လိုက်တဲ့နောက်ဆုံးနှုတ်ဆက်ချင်မြင်ကွင်းပဲတကယ့်ကိုခန်းစားရတယ်။ဟုတ်ပါတယ်။တကယ့်ကိုစိတ်ခန်းစားမှုပြင်းထန်တဲ့အဆုံးသက်ပဲ။ဆိုတော့လေဒီအခန်းကြီးတစ်ခုလုံးကနေသင်ခန်းစာတွေတော်တော်များများထူလို့ရတယ်။စောစောပြောခဲ့သလိုပဲရှင်းပေါလို့ရဲ့အဲဇွေပေါ့မစုတ်မနစ်လုဆောင်မှုအန်ဒီရဲ့ဒုက္ခတွေလာမယ်မန်းထစ်တီကြီးနေတောင်ကိုတာဝင်းကိုကြည်အောင်ထမ်းဖို့ဆုံးဖြတ်ထားတဲ့သူ့ရဲ့ဂတိကဝေဒါကဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယူကြီးအားတွေရစ်တီဖို့အားပေးမှုတစ်ခုပဲဒါကမျက်စိမိတ်လောက်တာမဟုတ်ဘူးနော်ပေးဆက်ရမယ့်တန်ဖိုးကိုတီလေးရဲ့နေရွေးချေတာအင်းနောက်တစ်ခုကတတိရှိတဲ့ခေါင်းဆောင်မှုပဲကိုကိုကိုအရင်ပြင်စင်စစ်စေးပြီးမကိုကိုအထားတဲ့တာဝန်ကိုတာဝန်တိတိလှုပ်ဆောင်ဖို့အချို့သဖြင့်အမားအမှန်ခွဲခြားပြီးကိုဖွဲ့ကိုကာကွယ်ဆုံးရှုံးဖို့လိုတယ်ဆိုတာကို ရှင်းပေါလို့ရဲ့မားစကားကသင်ပေးနေတယ် ခေါင်းဆောင်ဆိုတာကိုယ့်ရဲ့ကိုချင်းတရားစိတ်ရင်မှန်ဖို့ကအရေးကြီးဆုံးဆိုတာကို ပြသလို့ပဲဟုတ်ပါတယ်ပြီးတော့နောက်ဆုံးဝိချက်ဘေးခန်းချင်းရဲ့မင်္ဂလာ can you da ted bacon da ga po mingla shi de so de atatta ye tanpo ko shin pao lu ga tu bwa ne let twe pya twa de ko de be ji da the tu mya ko mitta ne kunyi bacon da ga po bi athe be shi de po bi kaung chi khan sa ya de bwa thit de so de a myin ko tu chan ga de ကိုကျိုးစွန့်အစေခံခြင်းရဲ့အလားတရားမို့ကောင်းပါပြီဒီနေ့ the wise believers ရဲ့အချက်လက်တွေကိုအခြေခံပြီးတော့တမန်တော်ဝိထုခိုင်းကြီး20တဲကရှင်ပေါလုရဲ့အဆုံးသက်ခရီးစဉ် Troyo မြို့ကအံ့ဖွဲ့အမှု FSGEK တွေကိုပေးခဲ့တဲ့လေးနဲ့တဲ့နှုတ်ဆက်စကားနဲ့တတိပိချက်တွေပြီးတော့အဲ့ဒီတဲကနေကျမတို့ထုတ်ယူနိုင်တဲ့ဇွဲလုံးလတာဝန်တီခေါင်းဆောင်မှုနဲ့ကိုကျိုးစွန့်ပေးခန်းခြင်းတန်ဖိုးတွေအကြောင်းကိုဆွေးနွေးခဲ့ကြပါတယ်ဟုတ်ကဲ့ဒီဆွေးနွေးမှုကိုမပိတ်ခင်မှာ စဉ်းစားစရာတွေးလေးတစ်ခုခြံထားခဲ့ခြင်းတယ်ရှင်ပေါလုကလည်းယေရုရှလင်မှာချုပ်နှောင်ခံရမယ်ဆင်းရဲဒုက္ခတွေကြုံရမယ်ဆိုတာတန်ရှင်သောဝိညာဉ်တော်ရဲ့သက်သေခံချက်ကြောင့်ကြူတည်နေခဲ့တယ်။ဒါပေမဲ့ဘာကြောင့်သူမတုံမလို့မဆုံမနစ်ရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့တာလဲ။သူ့အတွက်အသက်သက်ပိုရေးချတာကဘာဖြစ်နေလို့လဲ။သူရဲ့ဒီလိုပြတ်သားတဲ့ကတိကဝတ်ပြုမှုကလည်းအထူးသဖြင့်အနာကကမသေးချမရရတဲ့အခါ ဒါမှမဟုတ်အခက်ခဲကြုံမဲ့လို့ကြိုတိနေတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အခါလူတယောက်ရဲ့ယုံကြည်ချက်ရင်မှန်းချက်ပြီးတော့အဲ့ဒီရင်မှန်းချက်သာဘလို့ထိပေးဆက်နိုင်တယ်လဲဆိုတဲ့အသက်တာရဲ့အတိတ်ပင်နဲ့ပတ်သက်ပြီးတော့ဘလို့အတွေ့တွေပွားစေပါတယ်လဲဒါလေးကိုဆက်ပြီးစဉ်းစားကြည့်စေချင်ပါတယ်ဒီအတွင်းချက်ချက်လဲလာမှုမှာအတူပါဝင်ခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်